အလုံးမဲမင်္ဂလာပါရှင်ဆရာတော်ဦးစောတိကာရေးသားထားတဲ့ချင်းမွန်ချင်းကဲရေးချင်းဆိုတဲ့စာအုပ်လေးကိုဆက်ပြီးတော့ဖတ်သွားပါမယ်တင်စားဒီနေ့ခေါင်းစဉ်၄ခုလေးကိုဆက်ပြီးတော့ဖတ်သွားမယ်ပေါ့နော် ပထမခေါင်းစဉ်လေးကတည်ငြိမ်တဲ့စိတ်ဟာထက်နေတဲ့ဓာတ်နဲ့တူတယ်ဒုတိယခေါင်းစဉ်ကငါစိတ်ကပြည့်စုံနေတယ် တတိယကောင်းစဉ်ကငါဟာလွတ်လပ်တဲ့စိတ်တက်ရှိတဲ့သူဖြစ်တယ်။ပြီးတော့စတုတ္ထကောင်းစဉ်လေးကကိုလန်ကိုကိုရွေးချယ်ခဲ့တယ်။တည်ငြိမ်တဲ့စိတ်ဟာထက်နေတဲ့ဓာတ်နဲ့တူတယ်။တတိပဋ္ဌံတရားကို အာထုတ်လာတဲ့အခါမှာကိုကိုကိုယုံကြည်မှုအများကြီးတက်လာတယ်။အသိဉာဏ်လည်းတော်တော်မြင့်လာတယ်။ ကိုယ်အသိဉာဏ်ကိုကိုယ်ယုံကြည်လာတယ်။ကိုယ်အသိဉာဏ်ကိုယုံကြည်လာလို့ကိုယ်ကိုကိုယ်လေးစားမှုပိုရှိလာပြန်တယ်။အသိဉာဏ်မြင့်လာတော့တစ်ခုခုကိုစဉ်းစားလို့ရှိရင်ပိုပြီးတော့မမှန်ကန်ကန်စဉ်းစားနိုင်တယ်။တစ်ခုခုကိုဆုံးဖြတ်မယ်ဆိုရင်လည်းပဲမမှန်ကန်ကန်ဆုံးဖြတ်နိုင်တယ်။ပြီးတော့ဘာလို့လို့စိတ်ပါလက်ပါလို့တယ် တမာတိနေတဲ့သူဟာဘာလို့လို့စိတ်ပါလက်ပါစူးစူးဆိုင်ဆိုင်မလုံနိုင်ဘူးတမာတိကောင်းလာရင်ဘာလို့လို့ပို့ပြီးတော့စိတ်ပါတယ်မလုံချင် လုံချင်နဲ့စိတ်မပါပဲလုံတာနေသွားတယ်စိတ်နှခွားဖြစ်တာနေသွားတယ်တခုခုကိုလုံမယ်ဆိုရင်ဆွဆွဲမြဲမြဲလုံတယ်မပြင်းမရီလုံတယ်စိတ်ပါလက်ပါလုံတယ်ဘလောက်ပင်မပင်မလုံတယ်ပင်မမှာလည်းမကြောက်တော့ဘူး အဲ့ဒါကြောင့်တမာတိကောင်းလာရင်စိတ်တည်ငြိမ်လာရင်ဘာလုံးလုံးပို့ပြီးတော့ထီရောက်တယ်ပို့ပြီးတော့အကျိုးရှိတယ်လောကီရေမှာလည်းအကျိုးရှိတယ်နော်တည်ငြိမ်တဲ့စိတ်ဟာထက်နေတဲ့ဓာတ်နဲ့တူတယ်ခုတ်လိုက်တိုင်းတီတီပြတ်တယ်မတည်ငြိမ်တဲ့စိတ်ဟာ တုံးနေတဲ့ဓာတ်နဲ့တူတယ်ခုတ်တိုင်းမပြတ်ဘူးတတိတမာတိကောင်းလာတဲ့အခါမှာ ိုယ်စိတ်ရဲ့အရေးအသွေးတွေအတိညာအရေးအသွေးတွေမြင့်မာလာတဲ့အခါကျတော့ကိုကိုကိုလေးစားမှုယုံကြည်မှုအာကုံမှုကိုကိုကိုချစ်ခင်မှုတန်ဖိုးထားမှုဆိုတာတွေမြင့်လာတယ်။မြင့်လာတော့စိတ်ကတိတ်အားရှိတာပဲ။စိတ်မှာအားရှိခြင်းတတိတမာတိကောင်းအောင်နေ့စဉ်လေ့ကျင့်နေရမယ်။အတိညာမြင့်လာအောင်ဤမျိုးစုံနဲ့လေ့လာရမယ်။ အတိညာဟအမြဲတမ်းအတစ်ဖြစ်နေရမယ်။မြင်ပုံတိပုံအတစ်ဖြစ်နေရမယ်။လူရည်ကရင်မြင့်လာအောင်လဲအမျိုးမျိုးလှုပ်တက်အောင်လက်တွေးလှုပ်နေရမယ်။လှုပ်တက်တယ်ဆိုရင်အားရှိတယ်။မလှုပ်တက်ဘူးဆိုရင်အားမရှိဘူး။ပြီးတော့မိတ်ဆွေကောင်းတွေများအောင်စိတ်ကောင်းစေတနာကောင်းနဲ့ဆက်ဆံရမယ်။ငါစိတ်ကပြေစုံနေတယ် တချို့လူတွေစိတ်အားငယ်တာမြင်ရတဲ့အခါတချို့စိတ်တက်ကြနေတာ depression ဖြစ်နေတာမြင်ရတဲ့အခါမှာတိတ်တနာတယ်စိတ်အားငယ်နေတယ်စိတ်တက်ကြနေတာတော်တော်တနာစရာကောင်းတာပဲအဲဒါကြောင့်တရားအားထုတ်စေခြင်းနဲ့စိတ်ကိုတိအောင်လှုပ်စေခြင်းနဲ့သူများလှုပ်ပေးလို့မရဘူးเนาะဖုန်ကြီးစီကိုလာရင်စကားခဏပြောပြီးအားပေးလိုက်ရင် ခဏတော့စိတ်ချမ်းသာသွားမှာပဲဒါပေမဲ့အဲ့ဒီလိုစိတ်ချမ်းသာတာဘလောက်ကြာကြာခံမလဲခဏပါပဲကိုစိတ်ကိုကိုတိပြီးတော့တဖြည်းဖြည်းစိတ်ထားပူကောင်းလာအောင်ကြည်လင်လာအောင်အေးချမ်းလာအောင်တန့်ရှင်းလာအောင်လှုပ်လိုက်လို့ရှိရင်ကိုစိတ်ထားကြည်လင်အေးချမ်းတန့်ရှင်းတာနဲ့ကိုပဲကိုကိုကိုတော်တော်ရှင်းနှမှုရတယ် ပစ္စည်းဥစ္စာတို့ရာထူးတို့မရှိတော့မှတိတ်အေးမကြည့်သလိုသဘောထားနိုင်တယ်။ငါစိတ်ကကြည်လင်နေတယ်၊အေးချမ်းနေတယ်၊တန့်ရှင်နေတယ်။ငါစိတ်ချမ်းသာတယ်၊ပြည့်စုံနေတယ်။တပည့်တယောက်ကအဲ့ဒီစကားကိုခဏခဏပြောတယ်။အခုတရားထိုင်နိုင်တရားထိုင်နိုင် ကိုစိတ်ကိုကိုကြည်လိုက်လို့ရှိရင်စိတ်ထဲမှာပြည့်စုံနေတဲ့ခံစားမှုကိုရတယ်။ချို့တဲ့နေတယ်ဆိုတဲ့စိတ် လုံးဝမရှိတော့ဘူးတဲ့ကိုမှရှိနေတာကို လုံးဝမစင်စားတော့ဘူးကိုမှမရှိတာကိုလည်းမစင်စားတော့ဘူးစိတ်ကကြည်လင်အေးချမ်းတန်ရှင်ပြီးတော့အလိုအလျောက်ပဲသူ့ဟာသူပြည့်စုံနေတယ်ဆိုတော့ခံစားမှုမျိုးကိုရတယ်တဲ့အဲ့ဒါနည်းနည်းတော့နားလေရခက်သလားမပြောတတ်ပါဘူးနားလေသလားပဲနားလေပါတယ်ဖေဟာနားလေတယ်เนาะ လိုချင်တာတွေအားလုံးရလို့ပြည်စုံနေတယ်လို့ခံစားရတာမဟုတ်ဘူးเนาะ။ဘာကိုမှလိုချင်နေတဲ့စိတ်မရှိလို့ပြည်စုံနေတယ်လို့ခံစားရတာ။အဲ့ဒါတော်တော်တော့တိမ်မွေတယ်။တော်တော်နဲ့နေတယ်။အဲ့ဒီအရာသားကလည်းတော်တော်ကိုကောင်းနေ။ဘုံကြီးတို့လည်းဒီလိုပဲ။ကိုယ်စိတ်ကိုယ်ကိုကြည့်တဲ့အခါမှာချို့တဲ့နေတဲ့စိတ်ဆိုတာခံစားမှုမျိုးမရှိဘူး။ စိတ်ကပြည့်စုံနေတယ်ဆိုတဲ့စိတ်ပဲရှိတယ်။တက္ကကြီးတို့တက္ကမကြီးတို့ကိုလည်းအဲ့ဒီလိုပဲခံစားစေချင်တယ်။ပြည့်စုံနေတယ်ဆိုတဲ့စိတ်နဲ့နေတတ်စေချင်တယ်။ကိုမှပစ္စည်းဥစ္စာငွေကြီးအနေနဲ့ဘလောက်ပဲရှိရှိပေါ့နေတာများတာကိုမစိုးလိုပါဘူး။ငါဟာလွတ်လပ်တဲ့စိတ်ဓာတ်ရှိတဲ့သူဖြစ်တယ် I am a free spirit. Spirit ဆိုတာစိတ်ဓာတ်ကိုပြောတာ။ငါဟာလွတ်လပ်တဲ့စိတ်ဓာတ်ရှိတဲ့သူဖြစ်တယ်။ငငယ်တုန်းကလွတ်လပ်မှုကိုဖုန်ကြီးအင်မတန်လိုချင်တယ်။ရတဲ့နည်းနဲ့ရှားတယ်။လွတ်လပ်မှုအမျိုးမျိုးကိုရှားတယ်။ဒါကြောင့်ဘုံကြီးငါတဲ့ကြောင်သားကလေးကအလုတ်လုတ်ပြီးကိုဟာကိုပတ်စံရှာတယ်ကိုဝင်ငွေကိုရှာနိုင်တာလေလွတ်လပ်မှုတစ်မျိုးနော် ငွေလိုချင်ရင်တောင်းနေစရာ မလိုတော့ဘူးအလုတ်သွားလုံလိုက်ရင်ရပြီလွတ်လပ်မှုကို သိလိုချင်လို့ဘလို့ကိစ္စမျိုးပဲဖြစ်ဖြစ် ကိုအားကိုကိုရယ်ကိုဟာကိုဖြစ်အောင်လုပ်တယ်မြန်မြန်တည်အောင်လုပ်တယ်မြန်မြန်တက်အောင်လုပ်တယ်မြန်မြန်တည်ရင်မြန်မြန်တက်ရင်လွတ်လပ်မှုပိုရှိတယ်မတည်ရင်မတက်ရင်သူများကိုအားကိုနေရမယ်သူများကို မြားမြားအာကိုနေရလေကိုမှလွတ်လပ်မှုနည်းလေးပဲဖုန်ကြီးရှစ်တန်အရွယ်မှာဖုန်ကြီးအဖေဆုံးသွားတော့မိသားစုစာဝတ်နေရအတွက်ဖုန်ကြီးအလုပ်ပို့လုပ်ရတယ်စာဝတ်နေရအတွက်တပတ်ကရှာရင်နဲ့အကြောင်းလေးတက်လိုက်သေးတယ်နောက်စေတန်းအောင်ပြီးတော့ရန်ကုန်စက်မှုတက္ကသိုလ် RID ရောက်သွားပြီးတော့ဘွဲရတဲ့အထိ6နှစ်တက္ကသိုလ်မှာနေခဲ့တယ်ဆောင်မိဘွဲအောင်နဲ့ဘွဲရတယ် ဒါပေမဲ့ဖွဲလက်မှတ်ကိုခုချိန်ထိမထုတ်ရသေးဘူးထုတ်ဖို့ရလိုသေးလားမလိုတော့ပါဘူးเนาะဖွဲရခဏီမှာဘုံကြီးကအเจ้าနေဘက်တငယ်ချင်းကိုပြောလိုက်တယ်ဒီစာမွေပွဲမအောင်ရင်လဲငါတော့ဖွဲရမှာပဲအောင်ရင်လဲဖွဲရမှာပဲလို့အေးမအောင်ရင်ဘာဖွဲရမှာလဲဘုံကြီးဖွဲရမှာပေါ့ကိုဟာကိုပဟိတိဆက်ဆက်ပြောတော့သူတို့ကအထိပဲမပေါက်ဘူး အဲ့ဒီအချိန်မှာဆုံးဖြတ်ပြီးသားဖြစ်နေပြီဆုံးဖြတ်ပြီးပေမဲ့လေဆောင်းမေးပွဲကိုတော့အောင်နဲ့ထီအောင် ဖြေလိုက်သေးတယ်ဘာလို့ရောဆိုတော့အလုပ်တစ်ခုကိုစပြီးရင်တပိုင်းတစားနဲ့ထားတတ်တဲ့အချင်းဟာမကောင်းဘူးဒါကြောင့်စမိပြီးဒီပွဲကိုတော့ယူမှာမဟုတ်ဘူးဒါပေမဲ့အောင်နဲ့အထီတော့ဖြေလိုက်အောင်မယ်ဆိုပြီးပြီးအောင်ဖြေလိုက်တာပဲအောင်လဲအောင်သွားတာပါပဲလွယ်လွယ်ကူကူနဲ့အောင်သွားတာ တိတ်တောင်မကြိုးစားလိုက်ရဘူးကိုလန်ကိုရွေးချက်ခဲ့တယ် I choose my way ငါလန်ကိုငါရွေးချယ်တယ်ဘုန်းကြီးကကိုလန်ကိုကိုရွေးချယ်ခဲ့တယ်သူများရွေးပေးတာမဟုတ်ဘူးဒီလိုလုပ်ပါလို့ဘသူမှမတိုက်တွန်းခဲ့ဘူးဘသူမှလည်းမတိုက်တွန်းလို့တော်သေးတယ်တိုက်တွန်းရင်းလဲလုံမှာမဟုတ်ဘူးကိုဟာကိုဆုံးဖြတ်ပြီးတော့ကိုဟာကိုလုတ်တယ် အခုလည်းဒီလိုပဲဒါလည်းလွတ်လပ်မှုတစ်မျိုးဖြစ်တယ်။ငါဘာလို့မလဲဆိုတာကိုအချိန်အများကြီးယူပြီးတိတိကျကျစဉ်းစားတယ်။စဉ်းစားပြီးရင်ကိုဟာကိုဆုံးဖြတ်တယ်။ဆုံးဖြတ်ပြီးရင်အဲ့ဒီဆုံးဖြတ်တဲ့အတိုင်းလုပ်တယ်။ကို့ဆုံးဖြတ်ချက်နဲ့ကို့လုပ်တော့ဘဒူးမတိုက်တော်နေစရာမလိုတော့ဘူး။ကို့ဆုံးဖြတ်ချက်ဖြစ်လို့သူများတားမယ်ဆိုလဲရမှာမဟုတ်ဘူး။သူများခိုင်းလို့ရတာနဲ့ကို့သဘောနဲ့ကို့လုပ်ရတာ အင်မတန်กว่าတယ်။သူများဆုံးဖြတ်ပေးတာသူများခိုင်းတာကိုတသက်လုံးလုံးနိုင်ဖို့မလွယ်ဘူး။ကိုယ်စရိုင်းနဲ့ကြိုက်တာ ကိုယ်ဝါဒနာနဲ့ကြိုက်တာကိုယ်အရေးချင်တဲ့ကြိုက်တာကိုကိုဟာကိုရွေးချယ်ပြီးလုပ်ရင်ရည်ရည်လုံးနိုင်တယ်။လုံရတာပျော်တယ်။အခက်အခဲရှိပေမဲ့လေစိတ်မကျဘူး။ကျေးဇူးတင်ပါတယ်ရှင် အော်ဒီစားရင်းဒီဖတ်သွားရထင်ရပေါ့နော်တည်ငြိမ်တဲ့စိတ်ဟာထက်နေတဲ့ဓာတ်နဲ့တူတယ်ဆိုတော့ခေါင်းစဉ်လေးအောက်ကအတိညာဉ်မြင်လာတော့တခုခုကိုစဉ်းစားလို့ရှိရင်ပို့ပြီးတော့မမှန်ကန်ကန်စဉ်းစားနိုင်တယ်တခုခုကိုဆုံးဖြတ်မယ်ဆိုရင်လည်းမမှန်ကန်ကန်ဆုံးဖြတ်နိုင်တယ်ပြီးတော့ဘာပဲလှုပ်လှုပ်စိတ်ပါလက်ပါလှုပ်တယ်ဆိုတော့အပိုင်လေးမှာပေါ့နော် ဲ့လိုသင်္ဇာတို့အသိဉာဏ်တစ်ခုမြင်ဖို့ဆိုတာလေတမာတိ ရှိဖို့လိုတယ်ပေါ့နော်အိုစိတ်တရားပြန့်လွင့်နေမယ်တွေ့ဝေနေမယ်မိမောနေမယ်ဆိုရင်အတိညာဉ်ဆိုတာဘလို့မှ ဖြစ်လာမှာမဟုတ်ဘူးအပြင်ကနေတင်တဲ့ပညာတော့ရရင်ရမယ်ပေါ့နော်ဒါပေမဲ့ကိုယ်ထဲကနေတကယ်ထွက်လာတဲ့အတိညာဉ်ကိုရချင်နေဆိုရင်တော့သင်္ဇာတို့စိတ်တွေ တည်ငြိမ်မှုလိုတယ်ဆိုတာကိုသင်စားနောက်ပိုင်းကျတော့ပို့ပြီးတော့သဘောပေါက်လာတယ်ပေါ့နော်အမ်ဟိုမြတ်စွာဘုရားတရားချင်းချင်နေဆိုရင်လေအဲ့ဒီကနေဆိုသင်စားတော့တည်နိုင်တာပဲလीဘယ်သူမှဟိုတရားထိုင်နေလူတွေတရားချင်းချင်နေလူတွေကအပြင်မှာသွားပြီးတော့ဟိုလောကကြီးတွေဝင်ပြီးတော့ရှာဖွေနေရလူတွေမရှိဘူးပေါ့နော်အလုံးက တမာဒီယာနေပြီးတော့စိတ်တည်ငြိမ်တာနေသွားပြီးတော့ပဲပညာဉာဏ်နေသူကသူထွက်လာတာပေါ့ဟိုတရားထိုင်နေအာအရှင်ရလာတယ်တမာတိလေးရလာပြီဆိုရင်လေဒါသာတို့မျက်လုံးမိတ်ထားပေမဲ့အလင်းရောင်မြင်ရတာမျိုးလေးဖြစ်တယ်မျက်လုံးထဲမှာလင်းနေတာမျိုးလေးတမာတိလေးရလာပြီဆိုအဲ့ဒီရဲ့ညံအလင်းကပွင့်လာတာမျိုးလေးရှိတယ်ပေါ့နော်အဲ့တော့တကယ်လို့အလိုမိုးလေးကြုံမှုချင်တယ်ဆိုရင်တရားထိုင်ကြည့်ပါ သမာဓိလေးအတော်အတန်ရလာပြီးအဆင့်တစ်ခုထိရောက်လာပြီးဆိုရင်ကိုယ့်ရဲ့မျက်လုံးထဲမှာအလင်းနေမြင်ရတယ်အလောက်အချိန်နေထိကိုကိုယ်တိုင်ကြုံတွေ့ရတဲ့အချိန်နေထိခံစားခွင့်ရှိတယ်ပေါ့နော်တရားထိုင်ကြည့်ဖို့တင်စားတော့တိုက်တွန်းခြင်းနဲ့အဲ့လိုမျိုးအလင်းမြင်လာရင်ဘာလို့လဲဆိုရင်အဲဒါညံအလင်းပွင့်တာပေါ့နော်ညံအလင်းကိုမြင်ရတာဆိုရလေးကိုအရန်ကိုအံ့ဩစရာကောင်းလောက်အောင် အော်တမာတိတည်ငြိမ်လာရင်ညံနေပူကောင်းလာတယ်ဆိုတာကိုအဲတစားလက်တွေ့ဂျုံမှုရယ်တစားတရားထိုင်တော့ကလည်းအလိုအလင်းမြင်တာမျိုးဂျုံမှုရဲ့အတွက်ဒါယူတော့တိတိကျကျတိတိကျကျ တင်စားအာမခံပြီးတော့ပြောနိုင်နေပေါ့နော်အဲတင်စားတရားထိုင်တာတော့ဘာမှမဟုတ်သေးဘူးဘာအစ်မလည်းမရှိသလိုဘာမှလည်းမသိသေးဘူးဒါပေမဲ့တမာတိလေးရလာတာ ਨੇ ဟိုအလုံးမို့ညံအလင်းရောင်လေးတွေမြင်နိုင်နေပေါ့နော်အဲ့တော့လူတိုင်းညံမြင်နိုင်တယ်အလင်းရောင်လေးတွေမြင်နိုင်တယ်အဲ့ဒါကြောင့်မို့လို့စံကြည်ပါလို့တင်စားတိုက်တွန်းခြင်းနေပေါ့နော်ပြီးတော့လေနောက်တစ်ပိုက်မှာဆိုရင်တတိတမာတိကောင်းလာတဲ့အခါမှာ ကိုယ်စိတ်ရဲ့အရေးအသွေးတွေအသိဉာဏ်အရေးအသွေးတွေမြင့်မာလာတဲ့အခါကျတော့ကိုကိုကိုလေးစားမှုယုံကြည်မှုအာကိုမှုချစ်ခင်မှုတတ်မှုထားမှုတွေမြင့်လာတယ်။မြင့်လာတော့စိတ်ကတိတ်အားရှိတာပဲဆိုတဲ့အပိုင်းလေးပေါ့။အဲ့ဒါကကိုယ့်ကိုတည်ဖို့တတိတမာတိကောင်းလာရင်ဒါဆိုတော့ကိုယ့်အကြောင်းကိုပို့ပြီးတော့တည်လာနိုင်တယ်။အဲ့တော့ကိုဘာလိုချင်တာလဲ။ ကိုတယောက်ယောက်နဲ့စကားပြောရင်းဆိုရင်တော့မကိုဘာလို့စကားပြောချင်တာလဲပေါ့နော်ပြီးတော့ကိုပြောတဲ့စကားကလည်းကိုကဘာလို့ပြောတာလဲလို့သိတာဖြစ်တဲ့အတွက်တစ်ဖက်လူကိုပြောတဲ့အချင်းကြရင်တစ်ဖက်လူကလည်းအော်သူဘာဆိုလိုပါလားဆိုတာကို တိတိကျကျနားလည်နိုင်တယ်။တခါလေတယောက်နဲ့တယောက်စကားပြောတဲ့အချိန်ကျရင်နားလည်မှုလွဲတာကတော့အကြောင်းအမျိုးမျိုးရှိတယ်။အဲ့ဒီထဲမှာမှသင်စားမြင်မိတာကပထမတစ်ချက်ပေါ့နော်။အချက်တစ်ချက်အနေနဲ့သင်စားမြင်မိတာလူတွေကကိုယ့်အကြောင်းကိုမသိတာ။ကိုယ်ပါလူချင်းလဲဆိုတာတော့မသိတဲ့အတွက်ကိုပြောတဲ့စကားလုံးတွေကိုတစ်ဖက်လူကနားလည်ဖို့ခက်ခဲတယ်ပေါ့နော်။ အဲ့ဒါကြောင့်မလို့နားလဲမှုလွဲတာလေးတွေဖြစ်တာတွေရှိတယ်ဆိုတာလေးကိုသင်စားအထင်မိရဲ့အဲ့ဒါကြောင့်မလို့ဟိုတယောက်နဲ့တယောက် relationship တီးတိဆောက်တဲ့အချိန်တငယ်ချင်းမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိဘအနေပဲဖြစ်ဖြစ်ကိုယ့်ရဲ့ချစ်သူတငယ်ချင်းအာဘလို့ relationship မျိုးပဲဖြစ်ဖြစ်ပေါ့နော်ကိုကဒါကိုကိုရိုင်းအတိအကျတည်နေမယ်ကိုဘလိုချင်တာလေကိုဒီ relationship ကိုဘယ်အထိသွားမှလဲဆိုတာကိုတိတိကျကျ သိတယ်ကိုတီ relationship ဘယ်လောက်တန်မိုးထားလဲဆိုတာကိုကိုယ်တိုင်သဘောပေါက်တယ်သိတယ်ဆိုရင်ကိုပြောတဲ့စကားလုံးတွေအားလည်းရှင်းရှင်းလင်းလင်းဖြစ်ပြီးတော့နားလည်မှုလွှဲတာတွေอืมย่อตัวมั้ยปะเนาะกั๊กก็เลยยุ่งจีมุရှိတယ်กั๊กก็เลยตําหมูทามุရှိတယ်ဆိုတော့အာပို့ပြီးတော့လေတယောက်နဲ့တယောက် နားလည်မှုတွေပို့ပြီးတော့ရှိလာနိုင်တယ်လို့သင်္ဇာကတော့ထင်တယ်။အဲဒါကြောင့်မလို့အာသင်္ဇာတို့ကွက်ကူတီးဖို့အရေးကြီးတယ်။ကွက်ကူတီးဖို့ဆိုတာလည်းတတိရှိရမယ်။တမာတိရှိရမယ်ပေါ့နော်။အဲ့ပြီးရင်ငါစိတ်ကပြည့်စုံနေတယ်ဆိုတော့ခေါင်းစဉ်အောက်ကပေါ့နော်။စိတ်ကိုတိအောင်လှုပ်စီခြင်းနဲ့သူများလှုပ်ပေးလို့မရဘူးเนาะ ဖုန်ကြီးစီကိုလာရင်စကားခဏပြောပြီးအပေးလိုက်ရင်ခဏတော့စိတ်ချမ်းသာတော့မှာပဲဒါပေမဲ့အဲ့ဒီလိုစိတ်ချမ်းသာတာဘလောက်ကြာကြာခံမလဲခဏပါပဲဆိုရက်ဒီအပိုက်လေးပေါ့နော်ဒါတို့ကတခါတလေကြာရင်စိတ်ညစ်တယ်အခက်ခဲကြီးဂျုံတဲ့အချိန်မှာစိတ်တက်ချတာကြီးဂျုံနေဆိုရင် ခြေဖြောက်တဲ့နည်းအများကြီးရှိခဲ့ပေါ့ငငယ်တော့ဆိုရင်တော့အဲတငယ်ချင်းတွေနဲ့အပြင်သွားလိုက်တာမျိုးဒါမှမဟုတ်အာအာယုံလွှဲလိုက်တာပေါ့နော်အဲတချို့ဆိုရင်အရက်တောင်းလိုက်တာမျိုးပေါ့အပြိုရှာလိုက်တာမျိုးပေါ့ဒါမှမဟုတ်တချင်းနားထောင်လိုက်တာမျိုးပေါ့နော်အဲ့လိုမျိုးကြီးငငယ်တော့တော့လုတ်ခဲဆိုမယ်နည်းနည်းလေးအသက်လေးရလာတဲ့ချိန်မှာကိုကိုနားလဲပေးနိုင်တဲ့လူနဲ့စကားပြောလိုက်တာမျိုးအဲအဲ့လိုမျိုးဆိုရင်စိတ်ချမ်းသာမှုလေးရသွားတယ်ပေါ့ เนาะအဲအဲ့လိုမျိုးလေးတွေကစိတ်ချမ်းသာမှုတော့ရတယ်ဘလို့ပဲအပြိုပဲရှာရှာအာကိုရဲကိုနဲ့အစဉ်ပြေးရဲ့လူနဲ့ပဲစကားပြောပြောပေါ့နော်စိတ်ချမ်းသာမှုခဏတော့ရလိုက်တဲ့ဒီချိန်လေးမှာဒါပေမဲ့ပြီးသွားပြီဆိုရင်တကယ်တမ်းကိုရဲ့စိတ်ကိုစိတ်ချမ်းသာအောင်ထားနိုင်တာကိုကိုတိုင်းပဲပေါ့ကိုနဲ့ပဲဆိုင်နေပေါ့နော်အဲဒါကြောင့်မလို့အခုဖုံဖုံရေးထားသလိုပဲခဏစိတ်ချမ်းသာမှုတော့ရသွားမယ်ဒါပေမဲ့ အဲ့ဒီစိတ်ချမ်းသာမှုကဘလောက်ကြာကြာခံမလဲဆိုတာကိုယ်ပေါ်မှာပဲမူတည်ရပေါ့အဲ့ဒါကြောင့်မလို့သင်စားကအခုဒီ focus သင်စားဒီစောက်ဖက်ပြတဲ့음ဒီ page လို့ပြောလို့ရမလားနော်ဒီရဲ့ကောင်းစင်လေးပေါ့တင်ချာတင်စားရဲ့ဒီ podcast ကောင်းစင်လေးကိုနာမည်လေးပါလို့ပြီးရောအောင် healer လို့ပေးထားလဲဆိုတော့ကိုကိုတိုင်း ိုဟာကိုကိုးစားနိုင်တဲ့လူတယောက်တစားဖြစ်စေခြင်း ਨੇ ဒီလိုပဲ on sound တွေဖတ်ရင်နဲ့ podcast တွေနားထောင်ရင်နဲ့အော်တင်စားဖတ်ပြတဲ့စာအုပ်မှမဟုတ်ဘူးပေါ့နော်တခြားရော podcast တွေတခြားသောအသင်ယူရမယ့်အရာတွေအရာတွေကိုနားထောင်ရင် sound တွေဖတ်ရင်နဲ့ကိုယ်စိတ်ကိုစိတ်ချမ်းသာအောင် လုပ်နိုင်တဲ့ be your own healer တယောက်ဖြစ်စေခြင်း ਨੇ အဲ့ဒါကြောင့်မှသာသင်္ဇာရုရဲ့စိတ်ချမ်းသာမှုကိုစိတ်ထဲမှာကြာကြာထိန်းထားနိုင်မှာဖြစ်တယ်။အဲ့လိုပဲဒီရဲ့ကြာကြာထိန်းထားနိုင်သလိုပဲဆက်ပြီးတော့လေအသိဉာဏ်မြင်တာတွေတိုးွားပြီးတော့ကိုယ်စိတ်ကိုယ်ကိုတာဝန်ယူနိုင်တဲ့လူတွေသင်္ဇာဖြစ်စေခြင်းတည်းပေါ့နော်။အဲ့ဒါကြောင့်မလို့သင်္ဇာဒီ podcast name လေးကိုဒီနာမည်လေးပေးထားတာဖြစ်တယ်။အွန် တော့အဲ့အလေးကအခုရေးထားတဲ့စာလေးနဲ့တိုက်ဆိုင်နေလို့အတင်းစားပြောပြတာပေါ့နော်ကြုံညာလေးနည်းနည်းဝင်တာပေါ့နော်โอเคအဲ့တော့ဒါကနောက်ထပ်ထပ်ပြီးတော့သဘောကျတာကอืม โอเคထပ်ပြီးတော့သဘောကျမိတာကဟိုကိုစိတ်ကိုတည်ပြီးတော့တဖြည်းဖြည်းစိတ်ထားပူကောင်းလာအောင် ကြီးလည်လာအောင်အီချမ်းလာအောင်တန့်ရှင်လာအောင်လှုပ်လိုက်လို့ရှိရဲ့ကိုယ်စိတ်ထားကြည်လင်အီချမ်းတန့်ရှင်တာနဲ့ကိုပဲကိုကိုကိုတော်တော်ကျင့်နှံ့မှုရတယ်ပစ္စည်းဥစ္စာတို့ယာဓုတို့မရှိတာတောင်မှတိတ်အေးမကြည့်လို့သဘောထားနိုင်တယ်ငါစိတ်ကကြည်လင်နေတယ်အီချမ်းနေတယ်တန့်ရှင်နေတယ်ငါစိတ်ချမ်းသာနေတယ်ပြည့်စုံနေတယ်ဆိုတော့အပိုက်လေးမှာပေါ့နော်ဘုံမျိုးလို့ပဲ ဖြစ်စီဥစ္စာတွေရာထူးတွေမရှိတာတော့မှတိတ်အေးမကြည့်သလိုတဘောထားနိုင်နေအဲ့ဒီချိန်လေးမှာကိုယ့်ရဲ့စိတ်ကို ပြေစုံ ပြေစုံနေတယ်လို့ခံစားရတဲ့ခံစားချက်လေးကိုသင်စားရဖို့လေဘယ်တော့လဲဆိုတော့သင်စားအမြဲတမ်းထည့်ပြောနေကြဖြစ်တဲ့သီလရှင်ဝတ်တော်ပါနော်အဲ့ဒီလားရှင်ဝတ်တော်ဟာဆိုရင်သူကစေပါတီလားဆောင်းရတာဆိုတော့တင်သာတို့ပါလာတဲ့ပတ်စံနေ အကုန်လုံးကတင်စားလို့မပိုင်တော့ဘူးပေါ့နော်အဲ့တော့ကိုမမမမရှိဘူးတကယ်တမ်းရှိတာကဒီလိုသင်္ကန်းနဲ့အဝတ်ထားတဲ့ဝတ်ရုပ်နဲ့တရားချင်နေဒါပဲကိုမပိုင်ဆိုင်တာဘာမှမရှိတော့အဲ့ဒီချိန်မှာဘာဝမမတွေးဖြစ်ဘူးကိုပိုင်ထားတာတွေရောကိုမပိုင်တဲ့အရာတွေရောဘာဝမမတွေးဖြစ်တဲ့အချိန်မှာစိတ်ထဲမှာပြည့်စုံမှုဆိုတာကတကယ်ကြီးကိုပြည့်စုံနေတာပေါ့နော် ဘာမှလည်းထက်လို့ချင်တာမရှိတော့ဘူးဆိုတော့ပြည်စုံနေတဲ့ခံစားချက်လေးကတကယ်ကိုခံစားလို့ကောင်းနေဒါဆိုအဲ့ဒီခံစားမှုပြည်စုံနေခံစားမှုလေးအချမ်းနဲ့ခံစားမှုလေးကိုခံစားရတဲ့အချိန်မှာအပရမလုံးနေနေတော့တင်စားရဲ့အဖေမေကိုတင်စားအရင်တတိယရဲပုံတော့ဒီရဲ့ပြည်စုံမှုဒီရဲ့စိတ်ချမ်းသာမှုကိုသူတို့ခံစားစေချင်လိုက်တာဆိုတော့စေတနာစိတ်စေတနာတကယ်ကိုဖြစ်တယ်ပေါ့နော်အဲ့လိုပဲအခု နားထောင်နေတဲ့သူတွေကိုလည်းသင်စားအဲ့ဒီခံစားချက်လေးကိုခံစားကြည့်စေချင်တယ်အဲ့လိုဟိုတိလာရှင်ဝင်လိုက်ဖို့ယဟန်ဝဖို့အတွက်အချိန်ပေးရတဲ့အကျိုးအကြောင်းတွေတိုက်ဆိုင်မှာဖြစ်တယ်ပေါ့နော်ဒါမျိုးပါလေလေအဲ့တော့ try ကြည့်စေချင်တယ်တသက်မှာတခါတော့ပေါ့နော်အကုန်လုံးဆွန့်လွတ်ပြီးတော့ပြည့်စုံနေတဲ့ခံစားမှုလေးကိုသင်စား ခံစားကြည့်စေချင်တယ်ပေါ့နော်ပြင်စစားကြည့်ရင်လေအရင်တော့ကတရားချင်းချင်မှုဖရာမြတ်စွာဘုရားရှင်ခေတုံအောင်ဆိုရင်လေအမ်မင်းသားတွေဘလောက်ချမ်းသာပါလေဆိုတဲ့တထီတွေတထီသမီးတွေအကုန်လုံးကဒါတွေအကုန်လုံးဆွတ်လွတ်ပြီးတော့တရားချင်းချင်အားထုတ်ကြတာပဲလေအကိုအခုအပြည့်စုံပါလေဆိုတာထက်တော့မှပိုတည်အမိုးဆိုရင်လေမိုးမှာ မိုးတွင်မှနေဖို့အတွက်နန်းဆောင်နေဆောင်းဆိုရင်လဲဆောင်းတွင်မှနေဖို့အတွက်နန်းဆောင်နေနှွေဆိုရင်လဲနှွေမှနေဖို့အတွက်နန်းဆောင်နေနဲ့အဲ့လိုမျိုးဟိုစီစဉ်ဥစားကိုစီစဉ်ကိုခံစားပြီးတော့နေရတဲ့လူတွေတောင်မှဒီရဲ့စီစဉ်ကိုစွန့်လွတ်ပြီးတော့ဘာလို့ယဟန်ဝတ်ကြတာလဲဘာလို့တရားထိုင်တာလဲဆိုတာအဲရှင်းရှင်းလင်းလင်းယူမြင်နေရတာပေါ့နော်ဒီလိုဖြစ်စီဥစားတွေရာဓူတွေရာ ဒါဆိုတော့ကိုပြေစုံမှုဘယ်တော့မှပြေပါမဟုတ်ဘာလို့လဲဆိုတော့ရလီလူလီ ဖြစ်မှာပဲပေါ့နော်အာကာမအာယုံဆိုတာဒါဆိုတော့ရလီပို့ပြီးတော့မတ်မောလီပဲအဲ့ဒါကြောင့်မလို့စိတ်ထဲမှာပြေစုံမှုဆိုတာရဖို့အရန်ကိုခက်ခဲတယ်တကယ်တမ်းပြေစုံမှုဆိုတာဘာဝမမလို့တော့တဲ့အချိန်ကြာရင်ရရှိတဲ့ခံစားချက်လေး ခင်ကိုပြည်စုံတဲ့ခံစားချက်လေးတခုဖြစ်တယ်ဆိုတော့သင်စားတရားနေပြီးတော့အဲ sharing လုပ်ခြင်းနဲ့အဲတော့တတ်တတ်မှာတစ်ခါတော့တော့စမ်းကြည့်ပါလို့သင်စားပြောပြခြင်းနဲ့ပေါ့နော်အဲ့ပြီးရင်နောက်တဲ့သင်စားတော့ကြာတာလေးကအာ I choose my way ဆိုရဲထဲရပေါ့နော်သူများခိုင်းလို့လုပ်ရတာနဲ့ကိုယ်တဘောနဲ့ကိုလုပ်ရတာအင်မတန်ကွာတယ် သူများဆုံးဖြတ်ပေးတာသူများခိုင်းတာကိုတသက်လုံးလုံနိုင်ဖို့မလွယ်ဘူးကိုစရိုက်နဲ့ကြိုက်တာကိုဝါရဏနဲ့ကြိုက်တာကိုအေးချင်းနဲ့ကြိုက်တာကိုကိုဟာကိုရွေးချယ်ပြီးလုပ်ရင်ရည်ရှိလုံနိုင်တယ်လုံရတာပြောတယ်အခက်အခဲရှိပေမဲ့လည်းစိတ်မညစ်ဘူးဆိုတော့ဒီအပိုင်လေးပေါ့အဲဟာကလည်းအရင်မှန်တယ်ပေါ့နော်ဒါကြောင့်အဲ ဟိုအလုတ်ကိုမပြောနဲ့ဟိုဟိုတခုခုစားစရာဆိုရင်တော့မှသူများကစားခိုင်းလို့စားရတာနဲ့ကိုဒီစားစရာလေးကိုချိန်လို့စားရတာနဲ့ဆိုရင်ဘယ်ဟာပိုအရသာပိုရှိလဲဆိုတာကိုပဲစဉ်းစားကြည့်လိုက်ပေါ့နော်အဲ့တော့ကိုချိန်လို့စားတာပိုပြီးတော့အရသာရှိတယ်အဲ့လိုပဲအလုတ်တခုကိုလုံမယ်ဆိုရင်လေကိုဒီလုတ်ကိုနစ်တက်လို့ကိုစိတ်ထဲကတကယ်ဝါသနာပါလို့လုတ်တဲ့အလုတ်က ပူပြီးတော့လဲအောင်မြင်တယ်ပူပြီးတော့လဲရည်ရှိလုံနိုင်တယ်အခက်ခဲရှိရင်တော့မှကိုကဒီထဲမှာအပြုံနေတယ်ဓာတ်ရုပ်လုံးရတာစိတ်ချမ်းသာနေတာဖြစ်တဲ့အတွက်ဘလို့အခက်ခဲပဲရှိရှိဒါစားလို့ကြော်ဖြတ်လာနိုင်တယ်ပေါ့နော်အဲ့တော့အဲအဲ့လိုမျိုးကိုဝါရဏပါတာကိုစိတ်နဲ့ကြိုက်တာကိုကြိုက်တာပါလေလို့တိဖို့ကလည်းထပ်ပြီးတော့အရေးကြီးတာပေါ့ရွေးတာတော့ရွေးတယ်ဒါပေမဲ့ကိုကကိုပါကြိုက်မယ်မသိဘူးဆိုရင်တော့လေရွေးလို့မရဘူးပေါ့နော်အဲ့တော့ ပရမဆုံးအနေနဲ့ဒါဆိုကိုကိုကိုလမ်းကိုရွေးဖို့အတွက်ကိုကြိုက်တာပါလေကိုလိုချင်တာပါလေဆိုတာတီးဖို့လိုတယ်အဲ့တော့ကိုလိုချင်တာပါလေဆိုတာတီးဖို့ဆိုရင်ဒါဆိုတတိတမာတီတွေကိုစိတ်ထဲမှာရှိနေဖို့မြင်နေဖို့ခိုင်မာနေဖို့လိုအပ်တယ်ပေါ့เนาะအဲ့တော့အကုန်လုံးကအဲတစ်ခုနဲ့တစ်ခုဆက်ဆက်နေရပါ เนาะအဲ့တော့နောက်တစ်ပတ်ကြာရင်လည်းတင်စားကဘုံဘုံဒီစောက်ထဲမှာရေးထားတဲ့ရွေးချယ်မှုတွေကိုဘလို့ညံပါပါနဲ့ရွေးချယ်မလဲဆိုတာကိုဆက်ပြီးတော့ဖတ်ပြသွားပါမယ်အဲ့တော့အခုနားထောင်နေတဲ့သူတွေလည်းကိုဘဝကိုမှန်ကန်တဲ့ရွေးချယ်မှုလေးတွေလုံနိုင်ကြပါစေတတိတမာဒီတွေတိုးတက်ကြပါစေလို့တင်စားကဆုတောင်းပေးလိုက်ပါတယ်ရှင်အခုနားထောင်နေတဲ့သူတွေအားလုံး ကိုစိတ်နှစ်ပါလုံးချမ်းမာချမ်းသာကြပါစေရှင်အခုလုံးနားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးအများကြီးအများကြီးတင်ပါတယ်ရှင်